စင်ကာပူနိုင်ငံနဲ့မြန်မာနိုင်ငံမှာတပြိုင်တည်းယုံတင်ပြတာမဲ့စီတန်ရဲ့ကကြည်တဲ့ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကိုရန်ကုန်မြို့မှာပြသခဲ့ပါတယ်။ဥဖြိုးဝေသိန်းသတင်းပြပို့ထားတယ်နော်။ တရုတ်ဆောင်ဂရမီနေတို့နဲ့တပ်မွန်မြင်းတို့ပါဝင်တရုတ်ဆောင်ထားတဲ့စီတန်ရဲ့ကကြေတဲ့ရုပ်ရှင်ဇာတ်ကားကိုစင်ကာပူနိုင်ငံ MSCD ကုမ္ပဏီရဲ့ကမ်းလှမ်းချက်နဲ့စင်ကာပူနဲ့မြန်မာနိုင်ငံတွင်းအဆင့်မြင့်ရုပ်ရှင်ရုံတွေမှာတပြိုင်တည်းယုံတင်ပြသသွားမှာပါ။အင်းတို့ပြီးပြီ။အခုလိုပြပနဲ့ပြည်တွင်းတပြိုင်တည်းယုံတင်ပြသတာဟာပထမဦးဆုံးကြိမ်လည်းဖြစ်ပါတယ်။ DCB ကမှကြားမှာသာအဲ့ဒါကလည်းတပြိုင်တည်းပြလို့ရတဲ့အနေအထားမျိုးပေါ့နော်။ quality ပဲရတယ် ွားပြဖို့စိတ်ပြတတ်တဲ့ပါတီမျိုးစားလည်းဖြစ်တယ်။ဟိုရင်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဇာကားတကားကိုနိုင်ငံသားမှာခြေချနေတိုင်းနဲ့ဒီသွားရောက်ပြီးတော့ပြသဖို့ဆိုတာကျွန်တော်တို့မရဲခဲ့ကြပါဘူး။ဒါတော့အခုအခုလို2014မှာဒါဖြစ်ပင်ဖြစ်တတ်တယ်လို့ကျွန်တော်မြင်ပါတယ်။အခါကျလေး ဒီဇက်ကကိုထဝယ်ရုပ်ရှင်ထုတ်လို့ရေးကရိုက်ကူးထုတ်လုပ်ပြီးဒရိုက်တာဝိုင်းကပုံညခင်ရဲ့ဝတ္ထုကိုစက်ညွန်းခွဲရိုက်ကူးထားတာဖြစ်ပါတယ်။ခလေးတွေရဲ့စိတ်ခံစားမှုဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုရမ်းပြနေမှာရှိတယ်။ဒီကားမှာအခုရလေးကိုရားသလောက်ထည့်ပြထားတယ်။သူတို့ညာလဲအခုဒီတဲ့ပိုကောင်းတဲ့ဇာတ်မျိုးတွေကိုရိုက်အောင်မှာအဓိကဘာလို့လဲဆိုတော့မိမနဲ့ရောက်တဲ့ချစ်လို့ကြိုက်လို့ယူတယ်။ပေါ့နော်ကိုယ့်ရဲ့တက္ကနာသာစာနာလေးတစ်ခုတွေ့လူသားလေးတယောက်ကိုမွေးဖွားတယ် ဒါပေမဲ့အဲ့လူသားလေးကိုတစ်သလုံးဘလို့စတန်ပြအောင်ဘာလို့မပြုစုကြရလဲခလေးဆိုတာနှလုံးသားနဲ့သူ့မှာစိတ်တိုင်းရရှိတယ်ပတ်စံရှင်ကြိုက်ထလို့ရစီတန်ရဲ့ကကြည်တဲ့ရုပ်ရှင်ဇာတ်ကားအထုပ်ဘက်ကိုရန်ကုန်မြို့သမရရုပ်ရှင်ရုံမှာပြသခဲ့တာဖြစ်ပြီးမေလ၁၈ရက်နေ့မှာစင်ကာပူနိုင်ငံနဲ့တပြိုင်တည်းရုံတင်ပြသတော့မှာဖြစ်ပါတယ်ကျွန်တော်ဖြိုတင်သတင်းပေးပို့ထားတာပါ